ကျွန်တော်ရဲ့မိတ်ဆွေကအခုချိန်ထိဂျပန်တက်တော့ကော်ရကောက်ကိုရဖို့ကိုပတ်စံ9000တထောင်ပေးပြီးဝယ်နေတော့မဲ့လားဒီဗီဒီယိုဖိုင်လေးကိုအစုပ်ထိကြည့်လိုက်ပါဝီပွင်လဲခန့်เสียရမလို့ဘူး9000တထောင်လဲကုန်เสียရမလို့ဘူးအလွယ်ဆုံးဖွင့်လိုက်ရမယ့်နီလန်းလေးကို share နေလုပ်ပေးမယ်ကျွန်တော်ရဲ့မိတ်ဆွေကဂျီမင်းတစ်ကောက်ပဲလို့တယ်ဂျီမင်းကော်ရကောက်ကိုကြိုက်တယ်လို့ဖွင့်လာလိုက်ဂျီမင်းတစ်ကောက်ရပြီဆိုရင် ဘာဘွေပွေမှကြော်စရာမလိုပဲနဲ့ပေါ့နော်ဂျပန်အကောက်တော့ကိုအလွယ်ဆုံးကျွန်တော်ဖွင့်ပြမယ်โอเคဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကကြည်မင်းရပြီအဲနောက်တစ်ချက်ကကိုယ့်ရဲ့ဖုန်းနံပါတ်အသုံးပြုနေတဲ့ TikTok ရဲ့ data တွေကိုရှင်းတက်ခြင်းလဲရှင်းလိုက်ရှင်းမတက်ဆိုတော့ဖြတ်ပလိုက်ဖြတ်ပြီးတော့ Play Store ကနေပြီးတော့ TikTok ကို download ဆွဲလိုက်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေက TikTok ထဲကိုရောက်လာပြီ TikTok download ဆွဲလိုက်ရလာပြီဆိုရင်ရလာတဲ့ TikTok ကိုနှိပ်လိုက်ဒါကတော့ကျွန်တော်ကအဟောင်းပေါ့နော်โอเคဝင်လိုက်ရင်ဒီလိုမျိုးပေါ်လာမယ်အောက်က profile နေရာလေးရှိတယ်အဲ profile နေရာလေးကိုတစ်ချက်နှိပ် အနှိမ့်လိုက်ရင်ဒါကတော့ကျွန်တော်အကောက်ဟောင်းလေးရှိတဲ့အတွက်ဒီလိုမျိုးပေါ်လာတာပေါ့နော်ပေါ်လာဆိုရင်အပေါ်ကချက်ချီခက်ကိုနှိမ့်လိုက်အမိတ်ဆွေမကဒီနေထားရောက်တော့လာလိုက်ပေါ့နော်โอเคဒါဆိုရင်အတိတ်တော့နေယူမှာဆိုရင်ဒီနေထားပေါ်လာမယ်အပေါ်လာမယ်ဆိုရင်ဒီအနီလေးပေါ့နော်လောင်းအင်လေးကိုတစ်ချက်နှိမ့်လိုက်ဘာပွေပေးမှကြော်စရာမလိုဘူးပေါ့နော်အဒီတိုင်းပေါ်လာမယ်အပေါ်လာမယ်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကကျွန်တော်မြားလေးကိုတစ်ချက်ကြီးအောက်မှာအနီချောင်းလေးနဲ့ရှိတဲ့ site s ဆိုတာရှိတယ်ချိုးကြတော့ဒီနေလောင်းအင်လို့လဲလောင်းအင်ပေါ့နော်ပေါ်နေတယ်အဲ site s ဆိုတာလေးကိုတစ်ချက်နှိမ့်လိုက်အောက်ကအနီလေးနော်ကျွန်တော်မြားထောက်တာအနီလေးကိုတစ်ချက်နှိမ့်လိုက် โอเคဒါဆိုရင်ဒီလိုမျိုးပေါ်လာမယ်ဒီလိုမျိုးပေါ်လာမယ်ဆိုရင်ကျွန်တော်ရင်းပြချက်ကဂျီမင်းတစ်ကောက်ပဲလို့လေဂျီမင်းနဲ့ချိတ်လိုက်တာနဲ့အချက်ချင်းဂျပန်ဖြစ်သွားမှာပေါ့နော်ဒါဆိုရင်ဒီနေရာမှာဂျပန်ကောက်ရအောင်ဂျီမင်းဘယ်လိုချိတ်မလဲပေါ့နော်နည်းနည်းလေးပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့မြားလေးကိုတစ်ချက်ကြည့်နော်အဲကျွန်တော်ရဲ့မြားလေးကိုတစ်ချက်ကြည့်ဒီအောက်ဆုံးလေးမှာထိုင်းလန်းလို့ရေးထားတယ်ကျွန်တော်မှာထိုင်းလန်းပေါ်နေတယ်ထိုင်းရဖြစ်တယ်တော့ပေါ့နော်ဒါဆိုရင်အဲ့ဒီထိုင်းလန်းလို့မြားထောက်ထားတဲ့နေရာလေးနော်အသေးချာကြည့်နော်အဲ့ထိုင်းလန်းဆိုတဲ့နေရာလေးကိုတစ်ချက်နေလိုက်နေလိုက်ရင်ဒီလိုမျိုးပေါ်တယ်ဒါဆိုရင်ကျွန်တော်ရဲ့မြားကဂျပန်ကိုသွားလိုက်မယ်ဒါဆိုရင်ဒီ ခုထောက်ထားတဲ့နေရာလေးမှာအရှာကျင်တဲ့ဂျပန်လို့ရှာလိုက်ပါတော့မရှာကျင်ဘူးဆိုတော့အဲ့ဒီနေရာမှာဂျပန်လို့ရေးလိုက်ဒီလိုမျိုးလေးအခြေ A B A မှာချက်တော့ပဲရေးရသေးတယ်ဂျပန်ကပေါ်လာတယ်ပေါ့နော်အပေါ်လာတဲ့ဂျပန်ကိုနှိပ်လိုက်အဲဒါဆိုရင်ဒီနေရာကိုတစ်ချက်တော့ပြန်ကြည့်လိုက်အကောင့်မရှောင်းနေဘူးဒီနေရာကခုနကထိုင်းလာအခုချက်ချင်းဂျပန်ရောက်သွားပြီโอเคဒါဆိုရင်ဂျပန်ကောက်ရောက်ဒါဆိုရင်ကျွန်တော်ရေးမစကဒီနေရာမှာဂျီမင်းတစ်ကောက်ဖွင့်လာလိုက်အဲကိုဖွင့်ကျင်တဲ့ကိုဖွင့်လာတဲ့ဂျီမင်းနဲ့ချိန်လိုက်ပေါ့နော်အဲဒါဆိုရင်ဂျီမင်းချိန်မှာဖြစ်တော့ဒီဂျီပုံလေးရှိတယ်နော် အဲ့ဒီနေရာလေးကိုအချက်နှိမ့်လိုက်ဘာပွေပေမှကြော်စရာမလိုဘူးချက်ချင်းဂျပန်ကောက်ရသွားပြီပေါ့နော်ဒါဆိုရင်ဆွဲတင်လိုက်ဘယ်ဂျီမင်းချိန်ပါလဲပေါ့နော်ကျွန်တော်ကတော့ဂျီမင်းနဲ့အများကြီးရှိတယ်ဒါဆိုရင်ကျွန်တော်အောက်ကအအောင်ဘိုးဆိုတဲ့ဂျီမင်းနဲ့ချိန်မယ်ချိန်မယ်ဆိုရင်အဲ့ဒီဂျီမင်းကိုနှိမ့်လိုက်သူ့ဘက်ကလှုပ်တင်လှုပ်သွားမယ်ဘာပွေပေမှလည်းကြော်စရာမလိုဘူးโอเคဒါဆိုရင်ဒီနေရာမှာဘတ်တီလေးပေးလိုက် အသက်လေးပေါ့နော်ကိုယ့်ရဲ့ဘတ်တီကိုတော့ဒီနေရာမှာအနည်းဆုံး19နှစ်အထက်ကိုတော့ပေးလိုက်ပေါ့နော်ကျွန်တော်ကတော့ကြီးကြီးပေးလိုက်မယ်1990 အတဘက်ကပြောင်းချင်တယ်ပြောင်းနောက်မှပြန်ပြောင်းလိုက်ရတယ်ဒါဆိုရင်အောက်ကအနီလေး continue ကိုတစ်ချက်နှိပ်မယ် okay ဒါဆိုရင်ကျွန်တော်ရဲ့တက်ကြိမွေးပတ်တီးရပြီပေါ့နော် okay လေးကိုတစ်ချက်နှိပ်မယ် okay ဒါဆိုရင်ဒီတိုင်းလေးပေါ်နေတော့မယ်အောက်ကအနီလေး continue ကိုနောက်တစ်ချက်ထည့်နှိပ်မယ်အဲဒါကတော့အလွယ်ဆုံးကျွန်တော်ပြပေးတာပေါ့နော်အဲဗီဒီယိုဖိုင်လေးကိုလည်း share ပေးဖို့တောင်းဆိုခြင်းနဲ့အဲဒါဆိုရင်ကိုယ့်ရဲ့နာမည်လေးပြောင်းချင်တာနောက်မှပြောင်းချင်တယ်ဆိုတော့ရတယ် okay ကျွန်တော်နောက်မှပြောင်းမယ်ပေါ့နော်အဒီအောင်အောင်ဘူနဲ့ပဲသွားမယ်ပေါ့နော်အဲဒါဆိုရင်အောက်ကအနီ continue ကိုနှိပ်မယ် okay ဒါဆိုရင် ဂျပန်တက်တော့ကောတော့ရသွားပြီအဲ့ဒီနောက်ကိုလွယ်တယ်ပေါ့နော်โอเคဒီဗီဒီယိုဒီအကောက်ကအောင်ပိုဆိုတဲ့ဂျီမီကတကယ်ပဲဂျပန်ကောရမရစစ်ဂျီမီပေါ့နော်အဲ့ဒါဆိုရင်အောက်မှာ profile နေရှိတယ်အဲတစ်ချက်နေမယ်အဲ့ဒီမှာအောင်ပိုပေါ့နော်ဒါကသူကဒီလိုမျိုးပေါ်လာတယ်ဒါဆိုရင်ချက်ချီကလေးကိုနှိပ်လိုက်အဲနောက်ထပ်တက်ပေါ်လာတယ်ချက်ချီကလေးကိုပဲနှိပ်လိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့မိတ်ဆွေကအဲ့ဒီညင်းချောင်းလေးသုံးချောင်းကိုချက်နှိပ်ကြည့်လိုက်အဲပြီးတော့ရင်အောက်မှာ setting ပြလိုက်ပါစီပေါ့နော်တကယ်ပဲဂျပန် region ရလာပေါ့နော်အဲပြီးတော့ရင်အပေါ်ဆုံးကြောင်း account လေးကိုချက်နှိပ်မယ် โอเคဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာမယ်အကောင့် information ကိုနောက်တစ်ချက်ပြနေမယ်โอเคဒါဆိုရင်ဒီမှာဂျပန်ရသွားပြီပေါ့နော်အဲ့ဒီလောက်ကိုလွယ်ပါတယ်ဂျပန်အောက်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေကအဲငါးရောင်တက်တောင်းပေးပြီးတော့ဂျပန်အောက်ကြီးလိုက်မဝဲနေပါနဲ့ဒီလိုမျိုးကိုယ်တိုင်အလွယ်ဆုံးဖွင့်ပါဒါကကျွန်တော်အလွယ်ဆုံးဖွင့်တဲ့နည်းလမ်းလေးကို share လင်းလုပ်ပေးတာပေါ့နော်အဲဒီလိုမျိုးဖွင့်ပြပေးတဲ့အတွက်အဲ့ကျဂျပန်ကောက်ကို9000တောင်းနဲ့ရောင်းစားနေတဲ့လူတွေကအဲကျွန်တော်တို့ကို report white to me ပြောမယ်ဆိုမယ် အဲဒါကြောင့်ကျွန်တော်တို့ကလည်းအပြောခံအဆိုခံပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေ9000တောင်တောင်ကုန်မှာကြောက်တဲ့အတွက်စေတနာနဲ့ share နဲ့လုပ်ပေးတာအကျွန်တော်ရဲ့မိတ်ဆွေတွေကလည်းကျွန်တော်တို့ရဲ့အပေါ်စေတနာထားတဲ့အနေနဲ့အသူရဲ့ဗီဒီယိုဖိုင်လေးကငါ့အတွက်အကျိုးရှိတယ် share ပေးတဲ့နဲ့ကူညီပေးပါအမိတ်ဆွေက share တစ်ချက်ကြောင့်တကယ်လိုအပ်နေတဲ့ Japan TikTok ကိုတကယ်လိုအပ်နေတဲ့မိတ်ဆွေတွေရှိသေးတယ်မိတ်ဆွေရဲ့ share တစ်ချက်ကြောင့်သူတို့တွေမြင်ပါစေဆိုတဲ့ center လေးနဲ့နောက်ထပ် share လေးတွေနဲ့ကူညီပေးကြပါအကျွန်တော်တို့တွေတော့အမုန်းခံပြီးတော့အပြောခံပြီးတော့ share နဲ့လုပ်ပေးတယ်မိတ်ဆွေကမိတ်ဆွေတဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ အကျိုးရှိတယ်ဆိုရင် share ပေးပါကျွန်တော်တို့ video ဖိုင်လေးတွေလည်း share ပေးပါအကျိုးရှိတဲ့ video ဖိုင်လေးတွေ share ပေးပါနော်အတချို့ကြတော့လေဒါမျိုးတွေကိုတကယ်လိုအပ် ပြီးတော့ like ဝင်နေတယ်လို့ရှိတယ်ပေါ့နော်မဝင်ရအောင်ပေါ့နော်တယောက်နဲ့တယောက်နဲ့စေတနာမေတ္တာအပြန်လှန်လေးတွေနဲ့ share ပေးပါအဲကျွန်တော်ရဲ့ video တွေက view ရချင်လို့ပေါ့ချင်လို့ရလို့မဟုတ်ပါဘူးပေါ့နော်တကယ်လိုအပ်နေတဲ့မိတ်ဆွေတွေရှိတယ်တချို့တကယ်9000 1000တသိန်းထိပေးခွဲပြီးတော့အသုံးပြနေတဲ့မိတ်ဆွေတွေရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်အလွယ်ဆုံးဖွင့်လို့ရတဲ့နည်းလမ်းကို ချပြပေးတာပါကျွန်တော်ဖွင့်ပြပေးတဲ့ဗီဒီယိုဖိုင်တွေမှာဒီလိုမျိုးဗီဒီယိုဖိုင်မရှိပါဘူးဒါကတော်တော်လေးဟိုပေါ့နော်စိတ်ထဲမကောင်းတဲ့အတွက်ဒီလိုမျိုးအလွယ်ဆုံးဖွင့်လို့ရတဲ့နည်းလမ်းကိုကျွန်တော်ချပြပေးခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်ချပြပေးခဲ့တဲ့ဗီဒီယိုဖိုင်တွေကဝီပွေနဲ့ခံပြီးတော့ကျွန်တော်ချပြခဲ့တယ်ပေါ့နော်ဒါကတော့ကျွန်တော်စိတ်ထဲမှာမကောင်းတဲ့အတွက်အလွယ်ဆုံးပေါ့နော်အဖြစ်ချင်တာဖြစ်ဆိုပြီးတော့စေတနာအရင်းမှန်တဲ့ဒါကျွန်တော် share နဲ့လုပ်ပေးတာပါဒီထက်လွယ်တာတော့လည်းမရှိတော့ပါဘူး Okay ဒီဗီဒီယိုလေးကမိတ်ဆွေတို့အကျိုးရှိမယ်ဆိုရင်လည်းအများသိအောင် share ပေးခြင်းကူညီကြပါ အဓိပ္ပာယ်ဖိုင်ကိုမြင်နေမြင်နေလူတိုင်းပေါ့နော်အဲကိုလိုပဲသူ့လိုရပါစေဆိုတဲ့စန္ဒာနဲ့ရှယ်လေးတွေနဲ့ကုညီပေးကြပါလို့တောင်းဆိုနေတယ်ပဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ